နွမ်းမာရင်ဘွားကလည်းနှိမ်မာရင်ကျေးတိမ်ဝဲကရတနာသုံးမမမေလို့တိန်9000နဲ့မြေကွက်နဲ့တသက်တာပညာတင်ဝဲပိုင်ဆိုင်ခဲ့ရတဲ့မအီကြပြုံမိသားစုကစင်ရနွမ်းမာမိမေဘွားကိုအနှိပ်ပါမခံမင်းပညာသုံးစားတင်ကနှိမ်မာရင်ကျေးပြီးတော့ဖရာတရားတန်ကရတနာသုံးမရဲ့ဂုံကျေးစုတွေကိုအထူးတည်တက်လို့နိုင်ငံလုံးကပြည်သူရဲ့ချီးကျူးမှုကိုခံနေရတာကသမီးလေးအီကြပြုံပါအားလုံးဒီကြတဲ့အတိုင်းခုချိန်မှာတော့လူငယ်တွေဟာအင်တာနက်ဆိုရှယ်နက်ဝက်ကို လွဲမှားစွာအသုံးပြုမှုတွေကြောင့်ဘာသာရေးအဆုံးအမတွေကိုမနာခံရိုင်းဆိုင်မောက်မာလာကြပါတယ်။ပြီးခဲ့တဲ့ရက်သက်သက်ဘက်လုံကဆိုရင်ကိုရီးယားကားရင်းကလို့ចောင်းသူချင်းရဲ့အုပ်စုဝယ်အနိုင်ကျင်းလို့တနိုင်ငံလုံးကလူတွေခြားထဲမှာပြောစရာဖြစ်သွားတယ်။မြောင်းမြားမျိုးကဖြစ်စင်နေလည်းရှိပါတယ်။ဒီလိုဘာသာရေးအဆုံးအမနဲ့ပါလာတဲ့အချိန်မှာမိသားစုကဆင်းရဲနွမ်းပါပေမဲ့လည်းစာတော်ကထူးချွန်ပြီးတော့ဘာသာရေးနိုင်စားလို့သူတောင်းဆုံးရင်ဘုဒ္ဓဝင်မှာဆူရန်ရှိသွားတာကတော့တမီးလေးဤကြပြပါဆိုရင်တမိလေးအကြံမျိုးကိုနမေကြီးဆရာတော်တန်ဃာရိန်နမေကြီးလူပညာရှင်နေ ဇီဝရေးလုပ်ငန်းရှင်တထေတွေကများပြားလာတဲ့ပမာဏနဲ့စုချင်းမြင့်နေကြတာပါအခုဆိုရင်တမီးလေးအီကြာဗျူကိုဂုံတွင်းကိုပိုင်းထက်တန်းချောင်းက grade 9ကနေ grade 20ထိကိုအခမဲ့တင် जा ခွင့်ပေးလိုက်ပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်းလမ်းမင်းကစီရင်သာကျူးကျော်တဲလီဗီမှာလျှင်စစ်မီမရှိဘဲနေခင်ရတဲ့တမီးလေးအီကြာဗျူအတွက်လိုင်းတရာကနာမည်ကြီးအိမ်ချမ်းမြေပွဲဆောင်ဦးမန်းရွှေနဲ့တူတခြားသောစေတနာရှင်လူရှင်တွေစုစုပေါင်းငွေအောင်တင်းထောင်ချီတန်းနဲ့မြေခွက်ကြီးနဲ့တူမကြာခင်မှာအိမ်ကြီးတစ်လုံးမှာဆောက်လုပ်ပြီးတော့ဂုံပြုတ်ပေးအောင်မယ်လို့ဆိုလာပါတယ် ဒါလင်မင်းကြံပြွာတက်ငငယ်ရွယ်နဲ့ဗုဒ္ဓဝင်စာပေတွေကိုလိုက်စားကထူးချွန်ထက်မြက်ပြီးတော့ဖရာတရားတန်ကယတနာသုံးပါးကိုရိုသေကိုခွေစီကတ်တဲ့တမီးငင်လေးမို့လို့အချိုးပေးတာလို့လည်းဆိုရမှာပါတမီးနဲ့ဤကြံပြွာငယ်စဉ်ကတည်းကဆင်းရဲတဲ့မိသားစုမှာမွေးဖွားလာခဲ့ပေမဲ့လည်းပညာရေးထူးချွန်ထက်မြက်တယ်လို့ဆိုရပါမယ်ဒါအပြင်တမီးနဲ့ဤကြံပြွာငယ်စဉ်ကတည်းကဗုဒ္ဓစာပေတွေကိုလိုက်စားတာပါဒါကြောင့်လည်းတမီးလေးဟာအတန်းတိုင်းမှာစုရရရှိခဲ့တာပါဒါကြောင့်လည်းကျူးကျော်ရက်ွက်ထဲမှာနေတဲ့တမီးလေးကိုရှုတ်နေမပြေအောင် ဖခင်ကြီးကိုရင်ကလည်းဂုံးဘော့ကအကြောင်းပို့အကြောင်းကျိုလုပ်ပြီးခင်ရပါခုခါမှာတော့တမီးလေးဣကြပြောကိုရင်အကြောင်းတို့ရွယ်ကိုရောက်ရှင်နေရပါတမီးကြောင်ရဲ့တမီးလေးဣကြပြောဆရာတော်ဖခင်ကြီးတွေဦးစီတုဒ္ဒဆောင်လေးဗုဒ္ဓဝင်ပြိုင်ပွဲကိုလာရောက်ရှင်ပြိုင်ခဲ့တာဖြစ်ပါတယ်တမီးလေးဟာဗုဒ္ဓစာပေတွေကိုဆရာတော်ကြီးတွေလိုမျိုးသိရှိနားလည်လို့လည်းတုဒ္ဒဆောင်လေးဗုဒ္ဓဝင်ပြိုင်ပွဲမှာပထမဆုံး300ကိုရရှိသွားတာပါဒါကြောင့်လည်းစင်းရဲမြမဲတိပညာထမြက်ကဘာသာရေးနိုင်စားတဲ့တမီးလေးဣကြဖြူကိုအားလုံးကလည်းချီးကျူးနေကြတာပါမဲဣကြဖြူကိုဆရာတော်တန်ဃာတွေကလည်းတိတ်နေအောင်ဆိုနေ ဗုဒ္ဓဂ aya ကိုဖျားဖူးသွားခွင့်နဲ့တူနိုင်ငံကျော်ရုပ်ရှင်မင်းသားခန့်စီတို့နမကြီးတူနိုင်ရနာရှိဆိုင်နဲ့တခြားသောနမကြီးလူပညာရှင်တွေကပါဆုချီးမြှင့်ကြတာပါ။ဒါပြင်တန်ဃာတော်ရှင်သူမြတ်တွေနဲ့အလူရှင်တွေစေတနာရှင်တွေကမိန့်ကြမျိုးကို3900နန်းပြည့်ွက်ဝယ်ယူကလူတန်းလိုက်တာပါ။ဒါကလည်းဖျားတရားတန်ဃာကျေးဇူးမမေ့တဲ့ဣကြဖြူရဲ့လက်တွေ့ကြိုးကျေးဇူးလို့ဆိုရပါမယ်။တမီးလေးဣကြဖြူကသူမအနေနဲ့ဓမ္မစကူဆရာမလေးဖြစ်နေတာဝန်ထမ်းဆောင်မှာဖြစ်တယ်လို့အထက်တန်း grade တွဲပြီးတော့ရင်တော့ဆရာဝန်တူဖြစ်ချင်တယ်လို့လည်းဆိုပါတယ်။ ဖြစ်ဖြစ်တော့တမီးရဲ့ဤကြံမျိုးကတို့မတို့မိသားစုကနေမကောင်းပေမယ့်ငွေကြေးချိုးတဲ့လို့စေမကုနိုင်တာကြောင့်တို့မအနေနဲ့ဆရာဝန်မကြီးဖြစ်ချင်တယ်လို့လည်းပြောလာတာပါ။ယခုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောမြန်မာနိုင်ငံကခလေးတိုင်းအတွက်စံပြနမူနာပြုစရာတမီးရဲ့ဤကြံမျိုးပေါ်မှာမိမိတို့ရဲ့မြင်လေးကိုလည်းမှတ်ချက်ပေးသွားကြပါအောင်ရှင်။